ည်သူလူထုဟာစားဝတ်နေရေးအတွက်ရုန်းကန်နေရတာကြောင့်မြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုအားနည်းနေတာဖြစ်တယ်လို့နိုင်ငံရေးလေးလာသုံးသပ်သူတွေကထောက်ပြကြပါတယ်။ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာမဲပေးနိုင်ရေးအတွက်မဲဆန္ဒရှင်စည်ရင်းကို2025ခုနှစ်စက်တင်ဘာ30ရက်မှအော်တိုဝါဒုတိယပတ်တိသက်ဆိုင်ရာမြို့နယ်တွေရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းရုံးတွေမှာကြေညာခဲ့ပါတယ်။ဒါပေမဲ့လည်းရွေးကောက်ပွဲရလဒ်အားမဲဆင်းအငင်းပွားမှုတွေကိုအကြောင်းပြကဖျက်သိမ်းခဲ့တာကြောင့်ပြည်သူလူထုဟာလာမယ့်ရွေးကောက်ပွဲ ဲအပေါ်ယုံကြည်မှုအားနဲ့ပြီးစိတ်ဝင်စားမှုမရှိဘဲဖြစ်နေကြတယ်လို့ရွေးကောက်ပွဲလေလာစောင့်ကြည့်သူတွေကထောက်ပြလျက်ရှိပါတယ်ရွေးကောက်ပွဲမှာမဲပေးကြတဲ့ပုံကိုယ်တွေမဲယုံကိုရောက်မလာနိုင်တဲ့အင်အားစုတွေလူငယ်တွေအမျိုးသမီးတွေကတော့ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုမရှိတာကိုထင်ထင်ရှားရှားတွေ့ရကြောင်းရန်ကုန်စောင့်ကြည့်အဖွဲ့တီထောင်သူဒေါက်တာညိုညိုသင်းကဆီယန်နိုင်တဲ့တင်ဌာနကိုပြောပါရစေ ခုအနေထားမှာတော့လူငယ်အများစုအရှင်မတွေလည်းပါလာပေါ့အရှင်မတွေလူငယ်တွေအာဒီလိုမဲပေးဖို့အတွက်ဘယ်လိုပြောမလဲအရေးကြီးတဲ့ပုံကိုမဲယုံကိုရောက်မလာနိုင်တဲ့အားစုတွေလူငယ်တွေအမျိုးသမီးတွေကတော့ဒီကောက်ပွဲပေါ်မှာစိတ်နေစားမှုမရှိတာကိုတွေ့နေရတဲ့အခြေအနေပဲအခုကတော့ပိုပြီးတော့ပြည်သူလူထုကစောင့်ဝင်းနေပြီးအတွက်အာလူငယ်တွေဆိုလည်းသူတို့ရဲ့အလုပ်ကိုင်ခွင့်လမ်းစူးစမ်းရုံးကန်နေရတာဖြစ်တဲ့အတွက်ကြောင့်ဒီကောက်ပွဲပေါ်မှာစိတ်နေစားမှု တော့တော်လေးနည်းနေတာရှိတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1အနေနဲ့မြို့နယ်102မြို့နယ်မှာကျင်းပမှာ ဖြစ်ပါတယ်အဲ့ဒီနောက်ရွေးကောက်ပွဲအပိုင်း1အား2026ခုနှစ်ဇန်နဝါရီ17ရက်မှာမြို့နယ်100မှာကျင်းပမှာဖြစ်ပါတယ်မြန်မာနိုင်ငံရေးရဲ့အဓိကအချက်တွေကလက်နက်ကိုင်ကိစ္စကိုဘယ်လိုရှင်းမလဲဆိုတဲ့ကိစ္စဖြစ်ပြီးအဲ့ဒီလိုရှင်းနိုင်မှလူမှုစီးပွားဘဝပြန်လည်ထူထောင်ဖို့လမ်းစာပြန်ရနိုင်မယ်လို့ရခိုင်ဦးဆောင်ပါတီ AFP မှဥက္ကရာဒေါက်တာအေးမောင်ကဆီယန်နိုင် 平常呢，比较爱。假如气候、物 <noise> 价、阿龙瓜里头共同，我滴讲，咱们呢，约克布依人，约克布依，我勒讲，约克布依之地，上午内蒙古、内蒙古沙漠、内蒙古西乌素拉特，偏西那点两个多点，从那路基本上有，沿途那点的茶嘞，西南嘛。阿比路气候嘞，阿我们那点的阿茶噶有，格巴地阿的茶噶有，全部给你。 ်လို့ဆိုရင်စစ်ကြောင်ဖြစ်တဲ့ဒီစစ်တမ်းပေါ်နိုင်ငံရေးအရာမဖြစ်ရှင်းမှန်ကြတဲ့အနေထားအားလုံးပေါ်မှာလူဒုက္ခရဖြစ်ရင်တူတူအတွေးနဲ့နဲ့ချီချီပြပြတွေးလာကြပြီလို့ဖြစ်တယ်။ဟိုတကြောင်အချက်ကြီးကြီးပေါ်အရင်ကစောင်းဝင်နေတဲ့ပြဿနာဆိုတော့ကြည့်ရဖို့တပည့်အတိတ်အချက်ကြီးကမြန်မာနိုင်ငံရေးရှိတဲ့ဒီလက်နက်ကိုပြစ်ကခါဘလို့ရှင်းပါလေဆိုတဲ့ဥစ္စာအဲ့ဒီဥစ္စာရှင်းနိုင်ပါလေလ 瓜果变的粗糙木烂子变软蛮的是个变的，有的果皮有的果皮里的表面啊，陷入皮里头去。 လက်ရှိမြန်မာနိုင်ငံမှာပြည်သူလူထုဟာရွေးကောက်ပွဲမဲပေးရေးဆုံးဖြတ်ချက်မချနိုင်ပဲဖြစ်နေသလိုမဲစင်းရင်တားရောက်ကြည့်ရှုနှုံးလဲအလွန်နှဲပါလျက်ရှိနေပါတယ်။အဲ့ဒီလိုဖြစ်တည်နေရခြင်းမှာစားဝတ်နေရေးနဲ့အလုပ်ကိုင်းအခွင့်အလမ်းအတွက်နေ့စဉ်ရုန်းကန်နေရသလိုရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖြတ်မှာဖြစ်ပြီးရွေးကောက်ပွဲပူးပေါင်းပါဝင်သူတွေကိုအရေးယူမယ်လို့ຫນွေဥတော်လိုင်းရဲ့အင်အားစုတွေကထုတ်ပြန်ထားတာကြောင့်လဲဖြစ်ပါတယ်။